ဂျပန်သွားဖို့အတွက်ပြင်ဆင်နေတဲ့အသက်21နှစ်အရွယ်မတ်တီရီနွယ်အားလူမဆန်စွာတပ်ဖြတ်ခဲ့ပြီးအလောင်းကို၃ပိုင်းပိုင်းကဆွတ်ပစ်ထားခဲ့တဲ့တရက်ခန်းတွေတဲကနှစ်ယောက်ကိုဖမ်းဆီးရမိမင်္ဂလာပါပရိသတ်ကြီးရှင်ရန်ကုန်တိုင်းရှိပြည်သားမျိုးနွယ်မှာအဆောင်နေမျိုးသမီးတအူးကိုတပ်ဖြတ်ကောင်အလောင်းဖြောက်ဖြတ်မှုပြုလုပ်ခဲ့သူ၃ဦးအနက်၂ဦးကိုဖမ်းဆီးရမိထားပြီးဖြစ်ကြောင်းသိရှိရပါသည် ရွှေပြည်သာမျိုးနယ်အမှတ်၈ရပ်ကွက်တပင်ရွှေထီလမ်းရှိနှင်းစီအဆောင်မှနေထိုင်သူအသက်၂၁နှစ်အရွယ်အမတ်တီရီနွယ်ဟောင်းမေလ၈ရက်နေ့ကနေစပြီးအဆောင်တို့ပြန်မလာဘဲပျောက်ဆုံးနေကြောင်းထို့သောပျောက်ဆုံးနေတဲ့အတွက်မေလ၁၇ရက်နေ့မှာရွှေပြည်သာမျိုးမရဲစခန်းမှာလူပြောက်တိုင်ကြားခဲ့ပြီးစစ်ဆေးချက်များအရ၎င်းကိုတဆောင်တည်းနေအမျိုးသားတအူးနဲ့အပေါင်းပေါင်းနှစ်ဦးကတက်ဖြတ်ခဲ့ကအလောင်းဖြောက်ပြက်ခဲ့တာဖြစ်ကြောင်းတွေ့ရှိရတယ်လို့ရဲစခန်းကထွက်ဆိုထားပါတယ်။ ကောင်မလေးကဂျပန်သွားဖို့တင်နန်းလာတက်တာမြင်းညံစာတီးလို့သိရတယ်။အဆောင်ကိုပြန်မလာဘဲပြောင်းနေလို့လူပြောက်တိုင်လိုက်မှအသက်ခံရမှန်းသိတာ။တက်တဲ့သူတွေထဲမှာသူနဲ့တဆောင်နဲ့အတူနေတဲ့သူပါတယ်။ဖုန်းနဲ့လက်စွပ်ကိုလူရင်းတက်လိုက်တာလို့ရဲစခန်းမှာထွက်ဆိုထားတဲ့ဟုဆိုကဒေသခံတဲ့ရင်းမြစ်တွေကပြောပါတယ်။အမျိုးသမီးငယ်ကိုတပ်ဖြတ်ဖို့ကျူးလွန်ခဲ့သူများဟာတဆောင်ထဲမှာနေထိုင်သူအသက်၂၂နှစ်အရွယ်သူရလင်း ၎င်းရဲ့တငယ်ချင်းဖြစ်သူအသက်14နှစ်အရွယ်အောင်မြင့်မြတ်နဲ့ကျော်စင်မောင်ဆိုသူတို့ဖြစ်တယ်လို့လည်းသိရပါတယ်။ရာဇဝမှုကျူးလွန်ခဲ့သူ3ဦးအနက်2ဦးကိုဖမ်းဆီးရမိထားပြီးကျော်စင်မောင်ကိုတော့ဖမ်းဆီးရမိရန်ဆက်လက်လှုံ့ဆော်နေတယ်လို့ရွှေပြည်သားမျိုးမရဲစခန်းနဲ့နှိဆက်သူတွေကပြောပါတယ်။ ရွှေပြည်သားမြို့မရဲစခန်းရဲ့ရဲမှတ်တမ်းမှာတော့မတ်တီနီနယ်ပျောက်ဆုံးနေကြောင်းတိုင်တိုင်းချက်အရာ၎င်းနေထိုင်ရာနှင်းစီအဆောင်တို့ရဲတပ်ဖွဲ့ဝင်များကတွားရောက်စစ်ဆေးခဲ့ရာအဆောင်မူနဲ့အဆောင်နေသူများအားစစ်ဆေးခဲ့ပြီးတဆောင်တဲ့နေထိုင်သူသူရလင်းနဲ့အမျိုးသားတအူးဟာမေလာရှိရက်နေ့ညနေပိုင်းကလေးလံနဲ့အရာဝတ္ထုထည့်ထားခဲ့တဲ့ဆာလာအိတ်ကိုတည်ဆောင်သွားတာကိုမြင်တွေ့ခဲ့ရကြောင်းထွက်ဆိုခဲ့ပါတယ်။ ဒါကြောင့်မလို့သူရလင်းကိုဆက်လက်စစ်ဆေးခဲ့ရ။၎င်းနဲ့တငယ်ချင်းဖြစ်သူကျော်စင်မောင်တို့ဟာတဆောင်ထဲမှာနေထိုင်သူမတ်တီရီနယ်ထံမှာဖုန်းနဲ့လက်ဆွပ်လူယူရန်စူးစမ်းစဉ်ရုံးကန်ခဲ့တဲ့အတက်ပါဇက်ပိတ်ခါလဲပင်းညက်တက်ခဲ့တာဖြစ်တယ်လို့ထွက်ဆိုခဲ့ပါတယ်။အဲဒီနောက်မှာတော့တရခဲနှစ်ယောက်ဟာတေဆုံးသူမတ်တီရီနယ်ရဲ့ရုပ်အလောင်းကိုဆာလာအိနဲ့ထည့်ပြီးဖျောက်ဖျက်ရန်အတွက်သုံးဘိန်းဆိုင်ကငါးကရွှေပြည်သာမျိုးနယ်ဆလီရက်ွက်ရှိကိုင်းတော်သို့သွားရောက်ခဲ့တယ်လို့လဲဆိုပါတယ်။ ထို့သောတွားရောက်စင်မှာကျော်စင်မောင်က၎င်းတို့ရဲ့နေအိမ်အရှိမရောက်နေပြီးအင်ဂျီလဲရန်ချန်ခဲ့တဲ့အတွက်အနီးနားမှာတွေ့ရှိရတဲ့ခင်မင်းရင်းနေသူအောင်မြင့်မြတ်ကိုခေါ်ဆောင်ကဆက်လက်ထွက်ခွာခဲ့တယ်လို့လည်းသိရပါတယ်ကိုင်းတော်ကိုရောက်ရှိချိန်မှာတော့ကျော်စင်မောင်ပြန်လည်ရောက်ရှိလာပြီး၎င်းတို့သုံးဦးဟာဆာလာအိတ်နဲ့ထည့်ထားတဲ့မတ်တီဒီနယ်ရဲ့ရုပ်အလောင်းကိုကိုင်းတော်အတင်းမှာဖျောက်ဖျက်ခဲ့တယ်လို့ထွက်ဆိုထားပါတယ်။ ထွက်ဆိုချက်တွေအရမေလ12ရက်နေ့ညပိုင်းမှာတော့ရဲတပ်ဖွဲ့ဝင်တွေနဲ့ရဲခွဲအုပ်ချုပ်ရေးမှူးတွေကကိုင်းတော်အတွင်တွားရောက်ဆစ်ဆီးခဲ့ရာပုတ်ပွနေပြီဖြစ်တဲ့မက်တီဒီနယ်ရဲ့ရုပ်အလောင်းကိုတွေ့ရှိခဲ့တယ်လို့ရဲမှတ်တမ်းတွေမှာဖော်ပြထားပါတယ်။တတ်တဲ့ကောင်တွေကငယ်လေးတွေပဲရှိသေးတယ်။မူရစေဝါသုံးဆွဲနေကြသူတွေလို့သိရတယ်။ကောင်မလေးရဲ့အလောင်းကိုတော့မင်းကနေ့လယ်ပိုင်းမှာတကြိုလိုက်ပါပြီဟုဆိုကဖြစ်စဉ်ကိုအသေးစိတ်သိရှိသူတယောက်ကပြောပြထားပါတယ်။ တဖြတ်မှုကျူးလွန်သူတွေဟာမတ်တီဒီနယ်ရဲ့ရုပ်အလောင်းကိုသုံးပိုင်းပိုင်းကဆွပြစ်ထားခဲ့တာဖြစ်ကြောင်းသတင်းများထွက်ပေါ်နေပေမဲ့လည်းရဲမှတ်တမ်းမှာတော့ရေးသားထားခြင်းမရှိတာတွေ့ရပါတယ်မျိုးသမီးငယ်ကိုတက်ဖြက်ကအလောင်းဖြောက်ဖြက်မှုကျွလွန်သူများကိုရှေးပြည်သားမျိုးမရက်စကန်ကရက်စတကြီးဥပဒေပုံမှ394ပုံမှ302ပုံမှ201တို့ဖြင့်အမှုဖွင့်ထားတယ်လို့လည်းသိရပါဗျ။